ဖို့တရားဓမ္မနဲ့ပတ်သက်လို့နည်း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 သိလာခဲ့ကြပြီဆိုရင်လူပုဂ္ဂိုလ်တွေကိုအမိပြုတဲ့အဖို့လဲနေလာခဲ့တာမှန်ပါပဲဒါဖြစ်ရင်အဲ့ဒီလူရဲ့အဖို့ကဘာလဲဘယ်သူဖြစ်နိုင်မလဲလို့မိခဲ့ရင်တော့ဖြေရခက်ခက်ခဲ့ပဲသူ့အနေနဲ့က တမှုရိသ္စာနယ်ပင်မှာတော့လူပုဂ္ဂိုလ်တတ္တဝတုတယောက်အနေနဲ့ပါဝင်ပတ်သက်နေပြီးနေထိုင်နေလင့်ကစားသူစိတ်ကတော့ပတ်ဝန်းကျင်နဲ့တော်တော်ကိုဝေးနေတော့တာဘာဖြစ်လို့လဲဆိုတော့ပုဂ္ဂိုလ်မရှိဘူးတတ္တဝမရှိဘူးဆိုတဲ့ဉာဏ်အမြင်ဟာသူစိတ်ကိုလွှမ်းမိုးနေလို့ပါပဲဒီလိုပြောလိုက်လို့စာရင်းကစကားတွေကို လူကြားကောင်းအောင်ရှောက်ပြောနေတယ်လို့ထင်ရင်တော့လည်းမတတ်နိုင်ပါဘူးသူ့ရဲ့ဉာဏ်မြင်ဟာသူ့ဉာဏ်မြင်ပါပဲအခြားသူတစ်ပါးရဲ့ဉာဏ်မြင်မဟုတ်လို့တော့ထတ်ထူထမ်းမြတ်ကြဖို့ဘယ်လွယ်ပါမလဲဒါကြောင့်မို့လောကကြီးထဲမှာအတူတူနေကြုံနဲ့သူ့လောကနဲ့ငါလောက အတူတူပါပဲလို့ပြောလို့မရဘူးဆိုတဲ့အဆုံးမဟာ အတော့ကိုနေရာကြတာပါပဲ။ ပမာအဖြင့်ဖျားရှင်ကိုပဲအာယုံပြုကြည့်ကြပါစို့ဖျားရှင်ဟာတမ္မာတမ္မုဒ္ဓဖျားဖြစ်တက်တော်ထင်ရှားနေထိုင်သွားတာက55ဝ55နှစ်တာကာလမြတ်တာပါပဲဒီကာလတော့တင်မှာဖျားရှင်ရဲ့အဖို့ဟာဘယ်သူဖြစ်နိုင်မလဲအရှင်ကောလင်ညာလားမဟုတ်ပါဘူးဒါဖြင့်လေဝဲတော်ရန် လက်ရတော်ရန်တာဝကကြီးတွေဖြစ်ကြတဲ့အရှင်မမောက်ကလန်တို့အရှင်သာရိပုတ္တရာတို့လားမဟုတ်ပါဘူးဒါဖြစ်ရင်အနိကအလုတ်ကျွေးဖြစ်ခဲ့တဲ့အရှင်အနန္ဒာလားဒါလည်းမဟုတ်ပါဘူးရုပ်ဆော့အဆုံးကုသွေးကုသားဖြစ်ခဲ့တဲ့အရှင်ရာဟုလားလားတပားမှမဟုတ်ပါဘူးဘောရီပင်နဲ့ရှိပလင်ပေါ်မှာကိလေသာရန်သူအပေါင်းကို အပိသက်အောင်နိုင်တော်မူခဲ့ပြီးတဲ့အချိန်ကစလို့ဖြည့်ကျင့်ခဲ့တဲ့ပါရမီအရှင်ဟုန်ရဲ့အကြောင်းထောက်ပံ့ကြောင့်ရလာခဲ့တဲ့တပ်ပညုတဉာဏ်တော်ကြီးသာလျှင်ဘုရားရှင်ရဲ့အဖော်ဖြစ်ပါတယ်လို့ဆိုခြင်းပါတယ်တပ်ပညုတဉာဏ်တော်ကြီးဆိုတာကလည်းသကလုံးတွင်နဲ့တိုင်းတာဖော်ပြလို့မရနိုင်တော့အောင်နည်းနည်းကျေပြန့်လှပါတယ်လောကီလောကုတ္တရာတရားအလုံးစုံကို အကုံစင်တိမြင်နိုင်တဲ့တပ်ပညုတညံတော်ကြီးရဲ့အမြင်နဲ့ကြည့်တဲ့အခါမှာလောကကြီးဟာဘာမှရှုဝဲထားလို့မရတော့အောင် ဟင်းလင်းပွင့်နေလေရဲ့ဒီကလေးကပုဂ္ဂိုလ်တ attva မရှိဘူးယုံနံဓမ္မတွေနဲ့အကြောင်းကျိုးတရားတွေပဲရှိတယ်ဆိုတဲ့အမြင်ဟာတိတ်တိခိုင်မာခဲ့ပြီပဲဒါပေမဲ့ဒီအသိအမြင်ကိုဘယ်လိုလုပ်ပြီးနားလည်အောင် ရှင်းပြရပါမလဲ ရှင်းပြခဲ့ရင်ဘယ်သူတွေကဘလောက်တိုင်းတာထိနားလေလက်ခံနိုင်ပါမလဲဒီကိစ္စတော်တော်တိမ်မွေးတဲ့ကိစ္စပါဘုရားရှင်ကကိုချင်းစာစိတ်နဲ့လှမ်းမြော်ကြည့်မိတဲ့အခါလောကသုံးပါးစလုံးမှာတပ်ပြင်းညဉ့်ညံကိဝင်နိုင်တာကလည်းဘုရားရှင်တပါးလေးသာရှိနိုင်တာမို့တော်တော်ကိုဖော်မဲ့သွားမှမှန်ပါပဲဆိုတာကိုနားလည်လာခဲ့ပါတယ်ဒါပေမဲ့ ပါရမီ7ပါးအပြား30ဖြစ်ကျင်လာကလေးကအများတတ္တဝဝိနည်းရတွေအကျိုးအတွက်ရည်ရွယ်လာခဲ့တာမဟုတ်လားဘဝတဏ္ဍာရတလျှောက်အနိနာခံ ဖြစ်စည်းခဲ့လေသည်မြတ်တပညုဒ္ဒညာတော်ကြီးလဲပေါ်ထွန်းလာခဲ့ပြီဘယ်သူမှမရနိုင်တဲ့အမြင့်ဆုံးဉာဏ်ကြီးကိုလည်းရခဲ့ပြီအနိုင်မဲ့ဗုဒ္ဓဉာဏ်တော်6ပါးလဲကင်းဝတ်ခဲ့ပြီး ီချိန်မှာလောကသုံးပါးစလုံးကိုဗုဒ္ဓဉာဏ်တော်နဲ့ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ငါသူတစ်ပါးယောက်ျားမိန်းမအစွဲနဲ့ပုဂ္ဂိုလ်တ attva တွေဟာမရေမတွက်နိုင်လောက်အောင်များပြားလွန်လို့ဘုရားရှင်ခင်ဗျာမာဂိနာဉာဏ်တော်ကြီး ਨੇ ရင်မောမိမှာအမှန်ပါပဲဒီတော့လေမာဂိနာဉာဏ်တော်ကြီးရဲ့အရေးအောက်မှာရှိနေကြတဲ့32ပုံသားတွေကို ပုဂ္ဂိုလ်တ attva အစွဲကင်းတဲ့စိတ်နဲ့ ကုညံကိုကိုအဖော်ပြတတ်ဖို့တွင်တင်ဆုံးမခဲ့ပါလို့လေလူသားတွေထဲမှာတော့ကုညံကိုကိုအဖော်ပြနိုင်တဲ့အသိအမြင်ကိုစပြီးရရှိသွားခဲ့သူကတော့အရှင်ကောလင်ညာပါပဲဖယားရှင်ရဲ့ညံတော်မြင်ဟာအဲ့ဒီကစသူလူသားတွေရဲ့တန်တံမှာပြန့်ပွားရှင်တန်ခဲ့ပါပြီသူမို့ရင်အရှင်ကောလင်ညာမဖြစ်မီမှာ ကောလင်ညာလို့အမည်ပြင်းမွတ်တတ်ထားတဲ့ပုဂ္ဂိုလ်ကြီးကို ကိုလင်ရကိုတိုင်ငါရှိတယ်ငါရှိနေတယ်လို့ထင်ခဲ့မှာပါပဲနောက်မှပုဂ္ဂိုလ်မရှိဘူးတတ္တဝါမရှိဘူးကိုလင်ညာဆိုတဲ့အများခေါ်လို့ရအောင်တတ်မှတ်ထားတဲ့နာမပညာပဲရှိပါလားလို့သိမြင်လာခဲ့ပါတော့တယ်ဒါဟာဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်ပါပဲဓမ္မစကြာတရားဒေသနာရဲ့ ကျေးဇူးတော်ကြောင့်ပါပဲနောက်တော့ပင်စဝဲကြီး၅ပါးစလုံးကိုညံကိုကိုအဖို့ပြုနိုင်တဲ့ဉာဏ်မြင်တွေရင်တန်ခဲ့ရင်ကဖះရှင်ဟောကြားခဲ့တဲ့အနတ္တလက္ခဏာတို့တရားဒေသနာရဲ့ကျေးဇူးကြောင့်အရတမဉဏ်တွေ ထင်လင်းလို့ကိလေသာအာသောကုန်ခန်းနဲ့ယန္နာမထင်မြတ်ကြီးတွေဖြစ်သွားခဲ့ကြပါတော့တယ်ဉာဏ်တော်ကိုစီဖို့ရှိသွားတဲ့သူတွေဖို့ရမှာပုဂ္ဂိုလ်တ attva ဆိုတာ အဖို့မဖြစ်နိုင်ဘူးဆိုတဲ့အမြင်ဟာလေးနဲ့ခိုင်မှသွားခဲ့ပါပြီ။ဒါကြောင့်မို့အရင်နှုန်းကတော့ကိုလိညာဝပ္ပမဟာနာမဗတ္တိယအတ္တစီတုဟာမိဂရာဝန်တော်ရဲ့တရင်သုံးပေါ်ဆိုတဲ့အဖော်ရီဖြစ်ခဲ့ကြပြီမဲ့အနတ္တလက္ခဏာတုကူနာကြားပြီးတဲ့အခါမှာတော့ကိုစီကိုစီရဲ့အရဟတမေညံတီတာလင်း အရှင်မြတ်ကြီးတွေရဲ့အဖို့ဖြစ်ခဲ့ပါတော့တယ်ဒီတော့ကတည်င်းသုံးနေထိုင်ခဲ့ရာ ဥရဝေလတော်တို့မိဂရုံတော်တို့ဟာ အသက်ရှင်နေထိုင်မှုအတွက်တဘာဝပတ်ဝန်းကျင်ထောက်ပံ့မှလားအစားအသောက်အဝတ်ထည်အသုံးဆောင်တွေဟာလည်းအသက်ရှင်တန်မှုအတွက်အကြောင်းထောက်ပံ့တသက်ပါလားဆိုတာကိုလည်းညံနေမှ ရှင်းလာပါတော့တယ်ဆိုရရင် တဘာဝလောကဆိုတဲ့အပြင်အာယုန်နဲ့တဘာဝဓမ္မဆိုတဲ့အတွင်းအာယုန်တို့ကိုခွဲခွဲခြားခြားနားလည်သွားခဲ့တာပါပဲ။ကွယ်ကွယ်ပြားပြားသိမြင်သွားခဲ့တာပါပဲ။အပြင်အာယုန်ဖြစ်တဲ့တဘာဝလောကဟာလူကိုယ်ကြီးနဲ့သက်ဆိုင်တယ်လို့အတွင်းအာယုန်ဖြစ်တဲ့တဘာဝဓမ္မကတော့ညာနဲ့သာသက်ဆိုင်ပါလားဆိုတာကိုနားလည်သဘောပေါက်သွားတော့တာပါပဲ။ ဒီနောက်45ဝါကာလအတွင်းဖျားရှင်ရဲ့အဆုံးအမကိုရေုံကြီးကြီးခံယူခဲ့ကြတဲ့ပုဂ္ဂိုလ်တ attva မှန်သမျှကုညံကိုကို အဖို့ပြုနိုင်ခဲ့ကြပါတော့တယ်။ဒါကြောင့်အတ္တဟိအတ္တနောနာထောမိမိဒီသားလင်းအာထယာဆိုတဲ့ဘုရားရှင်အဆုံးအမဟာ အလွန်ကိုအတိတ်ပဲကျေပြန့်နှိမ့်ဆိုင်လှပါတယ်။ ါဟံပုဂ္ဂုတ္တဝါမြင်စိတ်သုံးတဲ့ဉာဏ်တော်ဤပေါ်မှာ ရပ်ပြီးဆုံးမတော်မူခဲ့တဲ့အဆုံးမပါဒါဟုပုဂ္ဂုတ္တဝါအမြင်ဒိဋ္ဌိအစွဲကြီးမားတဲ့သူတွေအဖို့ရမှာတော့ဟုတ်တယ်ငါရှိတယ်ဒါကြောင့်ငါပဲအားထားရလို့လူရဆွဲပြီးအတိတ်ပဲကောက်တတ်ကြပါလေဒါကြောင့်ပေးဝေသူနဲ့ဆက်ခံသူမှာဉာဏ်အင်အားမမျှရင်ဆက်ခံသူဖို့ပြတ်တတ်ပါလေ ထပြင်လူရဆွဲအဓိပ္ပာယ်ဖော်ယူမှုနဲ့အဋ္ဌဒိဋ္ဌိကျိုးတွေရှုပ်ထွေးရင်းကပိုပြီးညှိတက်ပါတယ်ဒီတော့ကဖယားရှင်နဲ့ပတ်သက်လို့ရောဖယားရှင်ရဲ့အဆုံးအမဒေသနာတော်တွေနဲ့ပတ်သက်လို့ရောဖယားရှင်ရဲ့တပည့်သားတန်ဃာတော်အရှင်မြတ်တွေနဲ့ပတ်သက်လို့ရော ပုဂ္ဂိုလ်နဲ့ဓမ္မဓမ္မနဲ့ပုဂ္ဂိုလ်ခွဲခြားစိတ်ဖြာ နားလည်နိုင်လာသူတွေအဖို့ လောကသမှုတည်နေပေတဲ့မှာနေရထိုင်ရပြောရဆွေးရတာတွေဟာအံဝင်ခွင့်ကြဖြစ်ဖို့ရာ အတော်ခက်ခဲလာပါတော့တယ်။တနည်းအားဖြင့်အဖော်တွေနဲ့ကင်းဝေးသည်ထက်ကင်းဝေးလာပါတော့တယ်။ဘာကြောင့်လဲဆိုတော့သူတဏ္ဏသူအမြင်မှာ ပုဂ္ဂိုလ်တ attva အမြင်ဟာ စိတ်သုံးနေလို့ပါပဲ။ဒါပေမဲ့အရှင်ကောလိညဒုလူတော်လည်း တိလေတာအတော်အာလုံကင်းသွားသေးတယ်လည်းမဟုတ်သေးဘူးပြီးတော့တောရဆောက်တည်ရင်လူသူကင်းဝေးရမှာတရားဓမ္မအတိမြင်တွေပုံမမြင်မဖို့ရှာဖွေနေခွင့်ရသေးကြလည်းမဟုတ်သေးတော့ကာမဂုဏ်အာယုန်တွေလွှမ်းခြုံနေတဲ့တမှုရိသ္ဆာနယ်ပဲလူမှုပတ်ဝန်းကျင်ထဲမှာနေနေရတဲ့သူဖို့ဘယ်လောက်မွန်းချက်လိုက်လိမ့်မလဲ။ ဗဇက်ကတာစကလုံးတွေဘာသာစကားတွေနဲ့ဘယ်သူဘယ်ဝါဆိုပြီးပြောဆိုဆက်ဆံနေရပေမဲ့စိတ်ထဲကတော့ဟောင်းလုံးပေါက်ကြီးဆိုတာကိုမြင်နေလေ တခါသူ့ဘော်သူတစ်ပါးကကိုဘယ်သူကိုဘယ်ဝါနဲ့ပြောတာကိုနားထောင်နေရပေမဲ့စိတ်ထဲမှာကဟင်းလင်းမြင်ကြီးဒီတော့တော်တော်ကိုနေရခက်ပါတယ်ရှေ့ကလည်းမရောက်နောက်ကလည်းပြန်မလှည့်နိုင်တော့တဲ့အခြေအနေကြမှာ အတတ်ပညာတစ်ခုခုကိုမှအာယုံနှိမ့်မထားခဲ့ရင်ကုသိုလ်စိတ်တစ်ခုခုကိုမှ ထုံဝန်းမထားနိုင်ခဲ့ရင်ညီးငွေတဲ့ဉာဏ်ကြောင့်ရုပ်ခန္ဓာကြီးတော်တစားစီပြတ်ကျလို့ကြေကျတည်ဆုံသွားနိုင်တော့ပါရဲ့ဒါပေမဲ့တရားကိုဆောင်ထားသောဖရာသားတော်ပြီပြီတတိသမารိအရှင်ဟုန်ကောင်းတဲ့ခိုက်တန့်ဒီမှာတော့ဆောင်ထားတဲ့တရားကိုအာယုံပြုတ်ခွင့်ရနေတာဟာသူ့အတွက်အဓိပ္ပာယ်အရှိဆုံး အချိန်တွေပါပဲတနည်းအားဖြင့်သူ့အဖော်နဲ့သူ မျက်နှာချင်းဆိုင်ရတဲ့အချိန်ဟာသူ့ရဲ့အသက်ရှင်တမ်းမှုအတွက်အဓိပ္ပာယ်ရှိဆုံးအချိန်တွေပါပဲဒီအချိန်တွေဟာ သူ့အတွက်အဖော်မဲ့တဲ့အချိန်တွေမဟုတ်လို့အပျော်ဆုံးအချိန်တွေလို့ဆိုရမှာပါပဲကြံတဲ့အချိန်တွေမှာတော့ကလကနောက်ွယ်ကသူ့ညာရဲ့တွန်းအားပေးနေမှုကြောင့်လောကကြီးပေါ်ညီငွေမှုကိုမပြတ်ဖြစ်နေစေပါတော့လေ စဉ်းစားကြည့်လေပုဂ္ဂိုလ်တ attva တွေဈာထဲမှာကိုယ်ကလည်းပုဂ္ဂိုလ်တ attva တယောက်အနေနဲ့ရှင်တွဲနေထိုင်ရင်ကပုဂ္ဂိုလ်တ attva စိတ်သုံးတဲ့အမြင်ကြီးနဲ့နေနေရတာဆိုတော့အဲ့ဒီသူဟာဘုရုကိုတွားပြီးအဖို့ပြုလို့ရနိုင်ပါတော့မလဲသူရောက်ခဲ့တဲ့ညံသာလင်းသူ့အဖို့ဖြစ်ရှိနေလေတော့သူဟာလောကအလင်းမှာတော့လူကလန်ကြီးကိုဖြစ်လို့လူခွစာကြီးကိုဖြစ်လို့ သူ့ကိုနားလဲပေးနိုင်တာက သူ့ဖို့ဖြစ်တဲ့သူ့ညာကသာ နားလဲပေးနိုင်မှာပါသူ့တဏ္ဍအပြင်ပတ်မှာရှိတဲ့အခြားသူတစ်ပါးပုဂ္ဂိုလ်ယောက်ျားမိန်းမတွေကနားလဲပေးဖို့တော်ခက်တဲ့ကိစ္စပါဒါပေမဲ့တခုရှိတာကသူ့နီးတူညာကိုအဖို့ပြုနေပြီဖြစ်တဲ့တရားဆောင်ပုဂ္ဂိုလ်အစဉ်မှန်တွေကတော့နားလဲပေးမှအမှန်ပါပဲဓမ္မမဟုတ် အသိဉာဏ်ရထားတဲ့ယန္နာအရှင်မြတ်ကြီးတွေနဲ့အရိယာနတ်မြမကြီးတွေကနားလည်ပြီးမှအမှန်ပါပဲခြုံပြောရရင်ကိုဉဏ်ကိုကိုအဖော်ပြုနေကြပြီဖြစ်တဲ့ဒူရီမှန်သမျှဟာကိုချင်းစာနားလည်ပြီးနိုင်မှာပါပဲကိုဉဏ်ဟာကိုအဖော်ဖြစ်ကောင်းတယ်ဆိုတာကိုမသိမြင်ကြသေးရင်တော့ပုဂ္ဂိုလ်တ attva လောကကြီးကိုရှင်းပြတဲ့အခါစကလုံးတွေဘာသာစကားတွေသာပုံခန်းသွားလိမ့်မယ် အနက်ဒီပဲကတော့တက်ဝင်မှာမဟုတ်ပြီဘူးဒါကြောင့်ကို့ညံသားလင်းကို့အဖို့ဖြစ်ဖို့ဆုံးမတော်မူခဲ့တဲ့ဖះရှင်ကိုရမြတ်ကြီးကို ကြီးညိုလေးစားသောအဖြစ်ညံဖြစ်ပေါ်ဖို့အဓိကအကြောင်းထောက်ပံ့ဖြစ်တဲ့မေခင်ရှိပါသတိပဋ္ဌာန်အချင်းမြတ်တရားကို လိုက်နာကျင့်သုံးကြည့်ကြဖို့လိုအပ်တာအမှန်ပါပဲကိုရိုရိုင်းလဲတပ်ပြီးမိတဲ့ညံတော်ကြီးကိုဖော်ပြပြီး နေထိုင်တော်မူသွားခဲ့သလိုဝိနည်းရတွေကလည်းမိမိတို့နဲ့ထိုက်တဲ့ဉာဏ်မိမိတို့ပါရမီစွမ်းအားရှိသလောက်ပေါ့လေမိမိတို့နဲ့ထိုက်တဲ့ဉာဏ်ကိုပေါ်ပြတ်တတ်ဖို့ဆုံးမသွားတော်မူခဲ့တဲ့ဖះရှင်ကုရောမြတ်ကြီးရဲ့ဂုံတော်အနန္တဉာဏ်တော်အနန္တတွေဟာကြီးညိုလေးထားလို့မဆုံးနိုင်ပါလားကြီးစုတော်အနန္တတို့အပြင် ဆက်လို့မကုန်နိုင်အောင်ရှိနေပါလားဆိုတာကိုတော့ကိုကိုတိုင်ဉာဏ်ကိုအဖို့ပြုလာနိုင်တဲ့အချိန်မှာပူပြီးနားလည်လာပါလိမ့်မယ်